ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ရဲ့ ZMS Ghost Story Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့သသမီးနဲ့မိဘတွေရဲ့ဈာမဖြစ်လိဖြစ်တာရှိတဲ့ပြဿနာတွေကစပြီးတော့ထိတ်လန့်ခြောက်ရှားဝယ်ရာဖြစ်ဖြစ်နေရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ကောင်မလေးတယောက်ရဲ့အကြောင်းကိုစိတ်ဝင်စားဖွယ်တင်ဆက်ပေးမှာဖြစ်လို့အဆုံးထိကြည့်ရှုကြဖို့အတွက်အကြံပြုချင်ပါတယ်တခါတော့ကပကံညာဦးမြို့နယ်ကရွာလေးတွေမှာဥွှေမောင်နဲ့ဒေါ်တင်မြိုင်းလို့ခေါ်တဲ့ဇနီးမောင်နှံနှစ်ယောက်ရှိခဲ့တယ်ဗျာ သူတို့လမယားနှစ်ယောက်ဟာအတော်လေးကိုဆင်းရဲပြီးတော့လူမနေတဲ့ဝိုင်းလွတ်တစ်ခုမှာတဲအိမ်လေးတစ်လုံးကိုစောက်ပြီးတော့နေထိုင်ခဲ့ကြရတာပေါ့နောက်ပြီးဥရွှေမောင်မှာမိဘဘိုးဘပိုင်ယာမီလေးတစ်ခုရှိတယ်ဗျဥရွှေမောင်တို့ဇနီးမောင်နှံဟာအဲ့ဒီဘိုးဘပိုင်ယာမီလေးတကတစ်ပင်ကြီးတစ်ပင်လေးတွေကိုခုတ်ထစ်ပြီးတော့အသေးချာရှင်းလင်းလိုက်ကြပါတော့တယ်ယာခင်းကထွက်လာတဲ့မြတ်အမိုက်တိုင်းနဲ့အတူမလွတ်တဲ့အပင်တွေကိုတနေရာထဲမှာစုပုံပြီးတော့မိရှို့ပြစ်လိုက်ကြတာပေါ့ အဲဒီနောက်မှာတော့ယာလေးဟာအတော်လေးကိုရှင်းသွားပြီးတော့ဥရွှေမောင်နဲ့ဒေါ်တင်မြိုင်တို့ဇနီးမောင်နှံအတွက်တော့တတိဝလံလေးကိုစိုက်ဖို့ရမြေတွက်ကိုရရှိလို့သွားခဲ့ရေးဗျာအဲဒီနောက်မှာတော့ဥရွှေမောင်တို့လက်မယားနဲ့ဟာအဲဒီမြေွက်ကလေးကိုအရင်ပြုတ်ပြီးတော့တတိလေးကိုစိုက်ပြိုကြတာပေါ့စိုက်ခင်းလေးတက်ကထွက်လာသမျှတီးနှံတိုင်းကိုအိတ်ရှိမှဈေးတန်းလေးတစ်ခုထိုးပြီးတော့ရောင်းချကြပါလေဒီလိုနဲ့တို့တို့ဇနီးမောင်နှံဟာတဖြည်းဖြည်းနဲ့စီးပွားရေးတွေကအဆင်ပြေလာခဲ့ကြတာပေါ့အဲဒီလိုစီးပွားရေးတွေကအဆင်ပြေပြီးတော့ချမ်းချမ်းသာသာနေနိုင်လာခဲ့ပေမဲ့လည်း သူတို့နှစ်ယောက်အတွက်တော့တရက်ကလေးမှမပြောရွှင်ခဲ့ကြရပါဘူး။ဘာကြောင့်လဲဆိုတော့ဇနီးသည်ဖြစ်တဲ့ဒေါ်တင်မြိုင်ဟာကလေးမမွေးနိုင်လို့သာဖြစ်တာပေါ့။ခင်မိုးတဲ့ဥွှေမောင်ကတော့ကလေးယူဖို့ရအတွက်မချက်ခဏဆိုတလို့ပြောဆိုလေးရှိတယ်ဗျ။ဒီလိုနဲ့တရက်မှာတော့သူတို့ဇနီးမောင်နှံဟာအိတ်ရှိကထိုင်ကုန်လေးပေါ်မှာထိုင်ပြီးတော့စကားပြောဆိုနေခဲ့ကြတာပေါ့။အိုးဒေါ်တင်မြိုင်ကလေဘာဖြစ်နေရလဲ။ကလေးမရတာနဲ့ပဲနေရထိုင်ရတာမပြောတော့ဘူးလေလား။ကလေးမရတော့လေဘာဖြစ်လဲ။ငါတယောက်လုံးရှိပါတယ်ကွာ။ဟုတ်ပြီလား။ မင်းဘေးနားမှာငါအမြဲတမ်းရှိနေမှာနော်။ဘာမှစိတ်မစိမ်းရဲနဲ့ဟုတ်ပြီလား။အခုလိုမျိုးကျမဘေးနားမှာအမြဲရှိပြီလို့ရှင်ကိုကျေးဇူးတင်ပါရဲ့တော့။ဘာပဲဖြစ်ဖြစ်အသက်ကြီးပြီဆိုတော့သားသမီးလေးတယောက်တော့လိုချင်မိတာအမှန်ပဲရှင်ရဲ့။ကဲဒီအဖွားကြီးကတော့ပြောမှကိုပူဆိုးနေပြီ။မိုးလဲချုပ်နေပြီဆိုတော့ကဲတို့အိမ်ထဲဝင်ကြရအောင်။အဲ့ဒီလိုနေထိုင်လာရင်လေဒေါ်တင်မြိုင်တို့ဇနီးမောင်နှံဟာနှစ်ပေါင်းအတော်ကြာတဲ့အထိသားသမီးမရှိဘဲနေထိုင်လာခဲ့ကြရတယ်ဗျာ။ ဒီလိုနဲ့တို့တို့နှစ်ယောက်ဟာအသက်တွေကြီးလာတဲ့အခါမှာတော့ထူးခြားစွာနဲ့ပဲဒေါ်တင်မြန်ရဲ့ဘိုက်ထဲမှာကိုဝင်ရလာခဲ့တယ်ဗျခိုးသတင်းကိုကြားလိုက်ရတဲ့အခါမှာတော့ဦးရွှေမောင်လည်းအတန်းအဆမရှိပျော်သွားခဲ့တာပေါ့ဦးရွှေမောင်တို့ဇနီးမောင်နှံဟာအဲ့ဒီနေ့ကနေစပြီးတော့မကြခင်မှာမွေးဖွားလာတော့မဲ့တားရင်သွေးလေးနဲ့ပတ်သက်ပြီးတော့အမေလိုလိုစိတ်ကူးယဉ်နေခဲ့ကြပါတော့လေဒီလိုနဲ့တရက်မှာတော့ဒေါ်တင်နိုင်ဟာတမိလေးတယောက်ကိုနေကောင်ကြမ်းမာစွာနဲ့ပဲမွေးဖွားနိုင်ခဲ့တယ်ဗျာ အသက်ကြီးမှရလာတဲ့ကလေးဆိုတော့ဥရွှေမောင်တို့ဇနီးမောင်နှံဟာဘယ်အပေးရဲ့ယရနာလေးလို့တင်စားပြီးသမီးလေးရဲ့နာမည်ကိုနင်းစည်းလို့နာမည်ပေးလိုက်တာပေါ့အဲ့ဒီအချိန်ကနေစပြီးတော့ဥရွှေမောင်တို့ရဲ့ဘဝလေးဟာတရားပြောရှင်ဘွေရာရီနဲ့ပြည့်ညက်လို့သွားခဲ့ပါတော့တယ်သူတို့မိသားစုလေးကအိမ်ရှိမှာဈေးဆိုင်လေးတစ်ခုကိုတည်ထားပြီးတော့ကြံရှိနေတဲ့ဘဝကြီးကိုပျော်ရွှင်စွာနဲ့ပဲဖြတ်တန်းလို့နေထိုင်ခဲ့ကြတာပေါ့ဥရွှေမောင်တို့များပြားသမီးလေးမွေးဖို့ဆိုတဲ့ကဘယ်အချိန်ကြည့်ကြည့်အမြဲပြုံးလို့ပျော်လို့ကြည်ပဲ ဟေးဟေးကုတုံကြီးကလည်းဗျာပြုံးစိုးကျိုးတို့ဘွားလေးကတမီလေးမွေးလာမှပြေဆုံးသွားသလိုပဲဗျာအုပ်ရှင်မောင်ကဈေးရောက်နေတဲ့အခါမှာတော့ဇနီးဖြစ်သူဒေါ်တင်မြန်ကတမီလေးနှင်းစီနဲ့အတူစောက်ကစားလိုနေခဲ့တာပေါ့ဒေါ်တင်မြန်ဟာတဦးတည်းသောတမီလေးဖြစ်တာကြောင့်နှင်းစီကိုအရန်အလိုလိုက်နေခဲ့ပါတယ်ဟာကင်ဖြစ်သူအုပ်ရှင်မောင်ကတော့တမီလေးကိုငဲစင်းကလေးကစီကံကျက်ဖို့ရအတွက်တနိဖေသူဒေါ်တင်မြိုင်ကိုမကြာခဏဆိုသလိုအမြဲပြောဆိုလို့နေခဲ့တာပေါ့ဒီမှာတင်မြိုင် ကလေးကိုအဲ့လောက်ကြီးအရန်အလိုမလိုက်နဲ့ကွာနေလို့တဲ့လောရဲ့တွေကသမီးလေးရဲ့ဘဝကိုဖျက်ဆီးနေသလိုဖြစ်နေပြီအဲ့ဒီနေ့ကနေအစပြီးတော့သမီးဖြစ်သူနင်းစီဟာဖခင်ဘောကိုတန်ရောစင်မတွေ့တော့ပဲမိခင်ဖြစ်သူရဲ့အနာကိုသာအမြဲလိုလိုနေနေခဲ့ပါတော့တယ်ဖခင်ဖြစ်သူဦးရွှေမောင်ကလည်းသမီးဖြစ်သူကိုငယ်စဉ်ခါတည်းကအလိုမလိုက်ဖဲနေတွင်တင်ဆုံးမှလေးရှိတာပေါ့ဦးရွှေမောင်ကဆိုဆုံးမှတဲ့အခါတိုင်းမှာလေမိခင်ဖြစ်သူဒေါ်တင်နိုင်ကအမြဲလိုလိုသမီးလေးရဲ့ရှိကနေကာကွယ်ပေးလေရှိတယ်ဗျာ မိကောင်းမှဖခင်ဆိုသလိုမိခင်ဖြစ်သူရဲ့အလိုလိုက်မှုတွေကြောင့်ပဲသမီးဖြစ်သူနင်းစီလေးဟာဖခင်ကိုချစ်ခင်နှစ်သက်မှုတွေရော်ရဲလို့လာခဲ့ပါတော့တယ်။ဒီလိုနဲ့နှစ်တွေအများကြီးကိုကြော်လွန်ကုံဆုံးသွားပြီးတဲ့အခါမှာတော့ဦးရွှေမောင်နဲ့ဒေါ်တင်မြိုင်တို့လည်းအသက်အရွယ်တွေအိုမင်းလို့လာခဲ့ကြပါတော့တယ်။ဘုံနီတူစွာပဲသမီးဖြစ်သူနင်းစီကလည်းအသက်၁၈နှစ်ပြည့်သွားပြီးအပြိုပေါ်ဝင်စားအရွယ်ကိုရောက်ရှိလို့လာခဲ့တော့တာပေါ့။သူမဟာရွာသူတယောက်လို့ဆိုပေမဲ့လည်းခင်းနဲ့အညီနေထိုင်သူတယောက်သာဖြစ်ပါတယ်။ ိခင်ဖြစ်သူရဲ့အလိုလိုက်ထားမှုတွေကြောင့်ပဲသူမဟာမိဘစကားကိုနားမထောင်တဲ့အပြင်အတော်လေးကိုစိုးသွမ်းနေကြတာပေါ့ဒါအပြင်ဘာအလုပ်မှမလုပ်ဘဲတနေကုန်ထိုင်ပြီးတော့ဆိုရှယ်မီဒီယာတွေကိုတုံးနေလေရှိတယ်ဗျနင်းစီရဲ့အသားအရေအားဖြိုးဆွတောက်ပါနေပြီးတော့ခန္ဓာကိုယ်အချိုးစားလာပါကအတော်လေးကိုကြည့်လို့ကောင်းနေတဲ့အထက်မှာပါလို့နေကြတာပါတနေ့မှတော့ဦးတင်ရွှေတို့ရဲ့အိမ်ရှိကိုမင်းလူလူခေါ်တဲ့ကောင်လေးတယောက်ရောက်လာခဲ့တယ်ဗျအဲဒီနောက်မှာတော့မင်းလူကအိမ်ပေါ်မှာရှိနေတဲ့နင်းစီကိုလှမ်းအော်ခေါ်လိုက်ပါတော့တယ် မင်းလူနဲ့နေစီတို့ဟာအွန်လိုင်းပေါ်မှာတွေ့ကြတဲ့တငယ်ချင်းတွေဖြစ်ကြပြီးတော့အခုခါမှလည်းအပြင်သွားဖို့ရာအတွက်လာခေါ်ချင်းသာဖြစ်တာပေါ့မင်းလူရဲ့အတန်ကိုကြားလိုက်ရတဲ့ခါမှတော့နင်းစီလေးအင်းရဲ့ဘောကနေအောက်ကိုဆင်းလာလိုက်ပါတော့တယ်ထို့နောက်မှာတော့နင်းစီလေးတငယ်ချင်းဖြစ်တဲ့မင်းလူရဲ့နောက်ကိုတခါလေးလိုက်သွားခဲ့တယ်ဗျဘုံမြင်ကွင်းကိုမြင်လိုက်ရတဲ့ခါမှတော့ဥရွှေမောင်တယောက်သမီးဖြစ်သူကိုကြည့်ပြီးအတော်လေးကိုဒေါသထွက်လို့နေခဲ့ပါတော့တယ်အဲအကြောင်းဥရွှေမောင်လည်းသမီးဖြစ်သူပြန်လာကိုအင်းရှင်းကနေပဲစောင့်လို့နေခဲ့တယ်ဗျ အချင်းတွေအတော်ကြာလာပြီးတဲ့အခါမှာတော့သမီးဖြစ်သူနင်းစီလေးအင်ကိုပြန်လာခဲ့ပါတော့တယ်။အဲဒီခါမှာတော့ဦးရွှေမောင်လည်းသမီးဖြစ်သူနင်းစီကိုအခုလိုမျိုးယောက်ျားလေးတွေနဲ့တပူတရွဲသွားတာမျိုးမလုပ်ဖို့အတွက်စူပူချိန်မောင်းလို့နေခဲ့ပါတော့တယ်။ငယ်စဉ်ကတည်းကမိခင်ဖြစ်သူရဲ့အလိုလိုက်ခြင်းကိုခံထားရတဲ့နင်းစီကလည်းဟာခင်ဖြစ်သူကအဲဒီလိုအော်ဟစ်စူပူချိန်မောင်းတဲ့အခါမှာတော့ဦးရွှေမောင်ကိုတခွမကြံပြန်ပြောလို့နေခဲ့တယ်ဗျာ။ အသက်အရွယ်တစ်ခုကိုရောက်လာရင်မိဘတွေကိုကပြန်နေဆိုတာကတဘာဝလို့ဆိုပေမဲ့လေနင်းစီကတော့အတော်လေးကိုစိုးဝါလို့နေခဲ့တာပါဒီလိုနဲ့အချင်းအနှဲငယ်ကြားတဲ့အခါမှာတော့ဥရွှေမောင်နဲ့နင်းစီတို့ဟာတယောက်တစ်ဖန်စကားများလာကြပြီးတော့နင်းစီဟာစိတ်ဆိုးစိတ်ကောက်ဖြစ်သွားပြီးတော့အိမ်ပေါ်ကနေဆင်းသွားခဲ့တယ်ဗျအဲဒီနေ့ဟာမိုးတွေကအကြမ်းသေးပြီးတော့ပတ်ဝန်းကျင်တစ်ခုလုံးဟာလေမဲမောင်လို့နေခဲ့တာပါနင်းစီကတော့စိတ်ညစ်ညစ်နဲ့သူ့ရဲ့တငယ်ချင်းမင်းလူကိုခေါ်ပြီးတော့ရောက်တဲ့ရာရာကိုထွက်သွားခဲ့တယ်ဗျ ဒီလိုနဲ့ရွာလေးနဲ့အတော်ဝေးတဲ့နေရာလေးတစ်ခုကိုရောက်တဲ့အခါမှာတော့မိုးရီဟာလည်းအဆက်မပြတ်ဆိုသလိုတဲကြီးမဲကြီးနဲ့ရွာချလာခဲ့ပါတော့တယ်။အဲဒါကြောင့်မင်းလူနဲ့နင်းစီတို့လည်းဆိုင်ငယ်ကိုဆက်မောင်းလို့မရတော့တာကြောင့်နားခုဖို့ရအတွက်နေရာတစ်ခုကိုရှာခွေကြပါတော့တယ်။အဲဒီနောက်မှာတော့တို့ရဲ့မဏီမဝေးချိနာလေးမှာဇဲတစ်ခုကိုမြင်လိုက်ရတယ်ဗျ။ဘိုးခါမှာတော့မင်းလူလည်းအဲဒီဇဲကလေးရှိရာကိုအမြန်ရောက်အောင်ဆိုင်ငယ်ကိုမောင်းသွားခဲ့တာပေါ့။ဇဲရဲ့နားကိုရောက်တဲ့အခါမှာတော့မင်းလူလည်းဆိုင်ငယ်ကိုရက်လိုက်ပါတော့တယ်။ ဇေယျထဲမှာတော့လူနှစ်ယောက်ပါရှိနေပြီးအဲဒီလူနှစ်ယောက်ကတော့တဖက်ရွာကစေကျော်တဲ့အရွယ်လူငယ်နှစ်ဦးသာဖြစ်တယ်ဗျာသူတို့နှစ်ဦးကလည်းအဲဒီဇေယျထဲမှာလာပြီးတော့အရက်ထိုင်တောင်းနေကျင်တာဖြစ်ပါတယ်နှင်းစီကလည်းအိမ်ကနေစိတ်ညစ်ပြီးတော့ထွက်လာတာဖြစ်တာကြောင့်အဲဒီလူငယ်နှစ်ယောက်နဲ့အတူအရက်ထိုင်တောင်းဖို့ရအတွက်ဆုံးဖြတ်ချက်ချလိုက်တော့တယ်ဗျာနောက်ပြီးသူတို့ကလည်းတယောက်နဲ့တယောက်မယဉ်ညီဘူးလို့ဆိုပေမဲ့လည်းအရင်ကတည်းကတည်နေခဲ့ကြတာပဲဖြစ်ပါတယ်ဒီလိုနဲ့သူတို့လေးဦးကအဲ့ဒီဇေယျထဲမှာပဲအရက်ထိုင်တောင်းရင်ဟိုအကြောင်းဒီအကြောင်းပြောဆိုလို့နေခဲ့ကြတာပေါ့ အဲဒီနောက်ခဏအကြာမှာတော့မင်းလူတယောက်အရေးကြီးကိစ္စတစ်ခုရှိရာကြောင့်ခဏနေပြန်လာမယ်လို့ပြောခဲ့ပြီးအဲဒီနေရာကနေထွက်သွားခဲ့ပါတော့လေမင်းလူကအဲဒီလိုပြောပြီးဆိုင်ရယ်ကို မောင်းထွက်သွားတဲ့အခါမှာတော့ဇေယျထဲမှာရွာသားနေုံနေတူနှင်းစီရဲသားကြံလို့နေခဲ့ပါတော့လေဒီလိုနဲ့အချင်းအတော်ကြားတဲ့အခါမှာတော့အဲဒီနှစ်ဦးဟာစတင်ပြီးတော့နှင်းစီကို မဖွေမရကြံစီကြတော့တယ်ဗျာတဦးဟာနှင်းစီရဲ့လက်ပင်ကိုညှစ်ထားပြီးတော့တခြားတစ်ယောက်ကတော့နှင်းစီကိုမဖွေမရလှောက်ဆောင်ဖို့အတွက်စတင်လိုက်ပါတော့တယ် မင်းစီကတော့အတန်ကိုငဲတန်းပါအောင်အော်ဟစ်ပြီးတဝင်းကြီးကိုအကူအညီတောင်းလို့နေခဲ့တယ်ဗျ။ဒါပေမဲ့လည်းမှောင်မဲတိတ်ဆိတ်နေပြီးတော့မိုးကြီးတဲနေရာကြောင်းသူတို့ရဲ့အနာမှာတော့မြေသူတအူးတယောက်များမရှိပဲမင်းစီတယောက်ကုရမရကေရမရဖြစ်လို့နေခဲ့တော့တာပေါ့။အဲဒီအချိန်မှာပဲအဝေးတနေရာကနေပြီးတော့လူတအူးဟာသူတို့စီကိုအသေးအတန်ပြေးလာခဲ့တယ်ဗျ။အဲဒီလူကတော့တခြားလူမဟုတ်ပဲဖခင်ဖြစ်သူဥရွှေမောင်သားဖြစ်လို့နေခဲ့တာပါ။သမီးဖြစ်သူကုလို့ဖြစ်နေတာကိုမြင်လိုက်ရတဲ့အခါမှာတော့ဥရွှေမောင်တယောက်ဘာစကားတခုမှပြောမနေတော့ပဲ တမိကိုအနိုင်ကျင့်နေတဲ့လူငယ်နှစ်ယောက်ကိုဆွဲထိုးလိုက်ပါတော့တယ်။နောက်ပြီးတော့ဥွှေမောင်နဲ့ထိုးလူငယ်နှစ်ယောက်ဟာတအုပ်နဲ့တအုပ်အပြန်လန်ထိုးချေကြရင်ရန်တပ်ပွဲကြီးဟာစတင်လို့ဖြစ်သွားခဲ့တာပေါ့။နောက်ပြီးဥွှေမောင်ဟာတမိဖြစ်သူကိုဒီနေရာကနေအ мян ဆုံးထွက်သွားဖို့အတွက်အော်ပြောလိုက်တယ်ဗျ။ဒါပေမဲ့တမိဖြစ်သူကတော့ဖခင်ဖြစ်သူဥွှေမောင်ကိုထားမခဲ့ရဲ့ပဲဘိန်းနှမသာရှိလို့နေခဲ့တာပါ။အဲဒီချိန်မှာပဲရုတ်တရက်လူငယ်တယောက်စီကနေပြီးတော့တနတ်တန်ထွက်ပေါ်လာခဲ့တယ်ဗျ။အဲ့ဒီတနတ်တန်ရဲ့အဆုံးမှာတော့ဥွှေမောင်တယောက်မြေပြင်ပေါ်ကိုလဲကျသွားခဲ့ပါတော့တယ်။ ဦးရှင်မောင်ကိုတန်းတန်းနဲ့ပြစ်လိုက်မိတဲ့အခါမှာတော့ဒိုလူငယ်နှစ်ယောက်ကလည်းအဲ့ဒီညကနေအများဆုံးထွက်ပြေးသွားခဲ့ကြပါတော့တယ်။တန်းန်းထိမှန်သွားတဲ့အခါမှာတော့သမီးဖြစ်သူနင်းစီလေးဖခင်ဖြစ်သူကိုပြေးဖက်လိုက်တာပေါ့။နောက်ပြီးတော့သူမဟာအရန်ကိုနောင်တရပြီးတော့အခုလိုပြောလိုက်တယ်ဗျ။သမီးရဲ့မိုက်ပြည်တွေအတွက်သမီးကိုခုမလို့ပါနဲ့အဖေ။သမီးကြောင့်အဖေအခုလိုဖြစ်သွားရတာ။ရပါတယ်သမီးရဲ့။သမီးမအပြစ်မရှိပါဘူး။ငါသမီးလေးအဖေမရှိရဲ့နောက်ပိုင်းအမေရဲ့စကားကိုနားထောင်ရမယ်နော်။ တာသမီတယောက်ကိုကာကွယ်စောင့်ရှောက်ရမှာကဖခင်တယောက်ရဲ့တာဝန်ဤပဲကွယ်ငါသမီးလေးကိုအဲအဖေစိတ်ချမင်းနော်အဲလိုပြောဆိုပြီးရဲ့နောက်မှာတော့ဥရွှေမောင်တယောက်အဲရီနေရာမှာပဲဒေဆုံးလို့သွားခဲ့ပါတော့တယ်ဥရွှေမောင်ဒေဆုံးသွားတဲ့အခါမှာတော့သမီးဖြစ်သူနင်းစီလေးလောင်တာတွေအကြီးအကျယ်ရပြီးတော့ဂျင်ကွဲမတဲခန်းစားလို့နေခဲ့ရတော့တာပေါ့ဒီလိုနဲ့နောက်တနေ့ကိုရောက်တဲ့အခါမှာတော့ဥရွှေမောင်ရဲ့အလောင်းကိုမိရှုတကြိုးပြေးလိုက်ကြပါတော့တယ် ထိုချီကနေစပြီးတော့နှင်းစီလေးရလေအရင်ကနေလုံးဝမတူတော့ပဲပြောင်းလဲလို့သွားခဲ့ပါတော့တယ်။ဥရှိမောင်မရှိတော့တဲ့နောက်ပိုင်းမှာတော့နှင်းစီလေးရမိခင်ဖြစ်သူဒေါ်တင်မြိုင်ကိုလည်းအရင်ကထည့်ပို့ပြီးတော့ချစ်လာခဲ့ပါတော့တယ်။အရင်လုပ်တွေကိုလည်းသူမဟာကျူးကျူးကိုကိုနဲ့လောက်ကင်လာပြီးတော့မိဘအပေါ်တိတက်တဲ့တမိလိမ္မာလေးတယောက်ဖြစ်လာခဲ့တော့တာပေါ့။အခုလိုမျိုးနှင်းစီလေးတယောက်ဥရှိမောင်မြင်ကျင်ခဲ့တဲ့လိုမျိုးဖြစ်နေတာကိုဥရှိမောင်သာမြင်လိုက်ရရင်အတော်လေးကိုပျော်ရွှင်မှာတော့အသေးချာပဲဗျ။နောက်မှကြတာကိုနောင်တလို့ခေါ်ပြီးတော့ အဲဒီလိုနောင်တမရကြရင်တော့ဒီဇလန်လေးကိုအတူယူပြီးမိဘတွေအနေနဲ့တာသမီလေးတွေကိုငယ်စဉ်ခါတည်းကအပိုကျွအောင်တုံတင်ဆုံးမကြဖို့အတွက်လိုအပ်ပါတယ်သားသမီးတွေကိုအလိုလိုက်တာဟာချစ်တာမဟုတ်ပဲကလေးငယ်တွေရဲ့ဘဝကိုဖျက်ဆီးပစ်လိုက်ခြင်းသာဖြစ်တယ်ဗျ။ဒီဇလန်လေးကိုကြည့်ရှုပြီးတော့မှမိစေတို့လည်းအသိပညာတစ်ခုခုရရှိကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဇလန်လေးရောဒီမှာနေပြီးဆုံးသွားခဲ့ပါပြီတငယ်ချင်းလေးတွေရေအခုလိုဇလန်လေးတွေကိုနားဆင်ရတာကြိုက်နေတတ်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပြီးတော့အသစ်တင်တိုင်းသိအောင်လဲဘေးနားက notification လေးကိုနှိပ်ပေးထားကြဖို့တောင်းဆိုလိုက်ပါတယ်ကျွန်တော်ကတင်ဆက်သူမာနဲ့ပဲဖြစ်ပါတယ်